ီးတော့ရဟုံနဲ့နီနနာပဲကိုသွားဖို့လိုချင်တာပါတယ်။သွားပြတဲ့နေရာလေးကတော့ Hunter Garden Hotel ပါ။ပဲကို Hunter Ri កောက်ကင်းနဲ့ကဲ့ရမှာရှိတဲ့ Hunter Garden Hotel ပါ။ဒါကတော့ hotel အဝင်လမ်းလေးပါ။သွားတော့ car parking က hotel အောက်နားလေးမှာလည်းရှိရဲ။ဂုံးတက်လေးကိုသွားပြီးဘက်ကပတ်သွားတယ်ရောက်ပါတယ်။ car parking ကပကင်ကတော့အများကြီးအောက်မှာတော့အများကြီးရက်လို့ရတယ်။ပုံမှန်တော့80 80လောက်ပဲရအောင်။အောက်မှာတော့70ကျော်တော့ရက်လို့ရပါ ါတော့သူက eco friendly ပုံစံမျိုးလေးပေါ့နော်ပေးနာမှာလည်းပုံညင်လေးတပ်ပင်ပန်းမင်းအနေနဲ့ပုံညင်လေးရှိတယ်မြက်ခင်းလေးလည်းရှိပါတယ်ဒီကတော့ကလေးတွေအကြောင်းပြရမှာရေကူးဖို့ရေကူးဖို့ပေါ့နော်ရေကူးလာတာပေါ့အဲသူက work in လည်းလာကူးလို့ရပါတယ်ပြီးရင်သူတို့ tower တွေပေးတယ်အဲ shower လဲလုပ်လို့ရတယ်အဲ့မှာရေချိုးခန်းတွေအိမ်နာတွေလည်းရှိပါတယ်တော်များတော့ဒီမှာ၃ရက်ပိတ်တော့ညအိပ်ဖို့လာကြလူများပါ ကျွန်တော်တော့ walking ပဲပေါ့ဒါကတော့သူတာဝါလေးနှစ်ခုရှိတယ်သူအောက်ထပ်မှာဖမ်းလို့လဲရတယ်ဆယ်တောက်လို့လဲရပါတယ်သူအပေါ်ထဲမှာလည်းရှိပါတယ်ပေါ်ထဲကျတော့အပြင်ဘက်ကကြောင်းလင်းလေးကားလေးနဲ့ပတ်တက်နေတယ်ပေါ့နော်အေးပတ်တက်တဲ့နေရာကတော့ကြည့်ရင်တော့ကျွန်တော်ဟန်တာဝရီကောက်ကင်းပေါ့နော်ကောက်ကင်းကိုမြင်ရမယ်အဲ view တွေလည်းတော်တော်လှပါတယ်ဒီ hotel မှာတချို့နေရာလေးတွေက creation လေးလောက်တာတွေ့ရပါ အဲအခုဆိုရင်တော့ဒီຢာလေးရာဖမ်ပလင်းလေးနေပေါ့နော်နိုင်ရလေးတွေကိုအလင်းပေါအောင်လှုပ်လာတယ်ဒါဆိုရင် creation လေးရရှိပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အဲတာဝါရဲ့အပေါ်ဘက်ကိုတွေ့ကြည့်ပါဦးနော် ပေါ်ဘက်မှာဘလိုရှုခင်းလေးရှိနေလဲပေါ့အဲ့ဒါကိုတွေ့ကြည့်ပါမယ် ိုးဘက်မှာမြင်ရတော့ဟန်တာရီကောက်ကင်းဖြစ်ပါတယ်ဒီ green နေစိမ်းစုံနဲ့တွေ့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ recession ကိုအဝင်လမ်းလေးပေါ့နော်အဲတော့အခုမြင်နေရတော့ recession ရောက်ပါပြီ recession နဲ့သူကအေကန်းနေရာနဲ့တွဲထားတာပေါ့နော်ဟိုကချမ်းကတော့ restaurant နဲ့ bar ရှိပါတယ်အဲ့မှာလည်းမဆားလို့ရပါတယ်ကျွန်တော်ကတော့ကလေးတွေကတော့ဟိုမှာရေကုန်းနေကြတယ်ကျွန်တော်တို့ဒီမှာအေကွန်းလည်းရှိတယ်ဆိုတော့ထိုင်ပြီးတော့သူစောင့်နေတယ် ဒါတော့ရေကူးကန်အောက်ဘေးနားလမ်းလေးကိုဆင်းသွားလို့ရှိရင်တွေ့ရတယ်ရေမွေးလေးပေါ့ဒါလေးကလည်းတော်တော်လှတယ်ဒါအောက်ထပ်မှာဘာလေးရှိမလဲဆိုတော့ပေါင်းတင်တွေများလို့ရှိရင်အဲ့မှာ bonfire လုပ်လို့ရမယ်အကင်းတွေလှုပ်ရှားလို့ရမယ်နေရာလေးတစ်ခုရှိတယ်အဲအဲ့ဒါအဲ့မှာ guitar လေးတီးလို့ရမယ်ချင်းတွေပါလေးဆိုးလို့ရအောင်ပေါ့နော်ငွေချင်းများရတော့အဲ့နေရာလေးကတော်တော်လေးပိုးခေါင်းနေနေရာလေးပေါ့ဒီနေရာလေးပါဒီနေရာလေးမှာဆိုရင်အကင်းတွေလှုပ်ရှားလို့ရမယ် ာဘီကျူးပေါ့နော်ဘာဘီကျူးလို့စားလို့ရမယ်กินလိုက်စားလိုက်ပြောလိုက်ပါလိုက်နေလို့လို့ရနေရလေးပါလန်ရီကတော့ကျွန်တော် building 2ကိုသွားလို့ရတယ်လမ်းလေးပေါ့နော်အိပဲချမ်းကတော့ spa နဲ့ခန်းချို့အဲတို့တို့ကခန်းနေလည်းရှိပါတယ်ဒီလမ်းကတော့ကျွန်တော်တို့ reception ကိုပြောင်းမဲ့လမ်းဖြစ်ပါတယ်ဒီတက်တက်ပေါ့နော်တက်တက်သွားလို့ရှိရင် reception ကိုပြောင်းအောင်ပါမယ် ဒီဘော်ဒက်မှာလည်းကျွန်တော်တို့ခန်းနေရှိပါတယ်အဲ့အဘော်ဒက်ကခန်းနေမှာလည်းနေလို့ရပါတယ်အဘော်ဒက်ခန်းနေပြည့်သွားတော့ခုနပြောတဲ့ building 2ဘက်ကိုသွားမှာပေါ့နော်ဒါတော့ကျွန်တော် rest အစားတောက်ခန်းကိုပြန်ရပါပြီ restaurant နဲ့ bar တွဲထားနေအောင်ပေါ့နော်ဒီမှာတော့ aircon fully aircon ပေါ့နော်အဲပေးထားတယ်နော်ဒီမှာမုတ်ဒီပါအေးဒီ coffee မှာတောက်လို့ရပါတယ်ဟိုအချမ်းကတော့ reception ဖြစ်ပါတယ် ဒါတော့ဟိုတယ်ရဲ့အပြင်ဘက်ချမ်းပေါ့နော်ဟိုမြကင်းပြင်ရှိရပါချမ်းကိုဇိုက်ပြပေးတာပါဟိုဒီဘက်ကတာဝါနောက်တစ်ခုရှိပါတယ်အဲ့ပေါ်ထဲမှာလဲစားလို့ရတယ်ပေါ်ထဲမှာလဲကလေးတွေကိုရေကူးရင်းနဲ့ကြီးလို့ရပါတယ်ခုနားလေးကတော့ရေကူးကန်ဖြစ်ပါတယ်ရေကူးကန်မှာကလေးတွေကူးလို့ရပါတယ်နေကင်းမှာတော့နည်းပူပေမဲ့ညနေပိုင်းဆိုတော့နေရွားတယ်လို့ပြောပါတယ်ဒါမဲ့ကလေးတွေကပြောမရတဲ့အတွက်နေ့လေဆက်နိုင်ခွဲရကူးနေပါတယ်သူ့ကလေးလေကွာတော့ပြောမရဘူး ဒါတော့အိမ်နာဝင်လမ်းလေးဖြစ်ပါတယ်ဒီမှန်မှာ ရေစေးလားစီစေးလားတော့မသိဘူးအဲ့ဒါလည်းပကြီးဆွဲထားပါတယ်အိမ်နာထဲမှာလည်း creation တချို့ကလေးရှိပါတယ်ဒီမြေအင်းတုံလေးကိုပေးစင်ပုံတန်လေးလောက်ထားတာတော့ပါတော့တော်တော်လေးမိုက်ပါတယ်တွားကြည့်ကြပါ sponsor မဟုတ်ပါဘူး